မင်္ဂလာပါခင်ဗျရှမုံခတိရဲ့ this week အစီအစဉ်ကနေကြိုးစားပါလေဒီစီစဉ်ကတော့ကျွန်တော်နိုင်ငံအတွင်းမှာတပတ်အတွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေ့ချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေရပါကဲဒီတစ်ပတ်ထက်ဖြစ်သွားတဲ့အကြောင်းအရာတွေကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာမြန်မာနိုင်ငံမှာတဘာဝတရားကြီးကကိုထင်ပြလာတဲ့ငလင်နဲ့ကြောင့်ပြည်သူပေါင်းများစွာအတိတ်ဒုက္ခရောက်နေတဲ့အချိန်တစ်ဖက်မှာတော့မကောင်းမှုတွေတည်တည်ဒဏ်ကြီးလှုပ်ထားတဲ့အာကုဒိုကောင်မင်းအောင်လိုက်နဲ့အကြက်ဖက်စစ်အုပ်စုတိုက်လုံးဟာ သူတို့ရုံးဆိုင်ရနေပြီးတော့မှာပါစစ်ရုံးတွေဝန်ထမ်းအင်အားတွေဝင်ကြီးဌာနရုံးတွေနဲ့သမရအိမ်တော်ပါမချမ်းအကြည့်ကျပျက်စီးသွားတာကိုမြေဝါထင်ထင်မြင်တွေ့လိုက်ရတော့ဟွန်းခြေမကင်မိလက်မကင်မိနဲ့အပြစ်မဲ့ပြည်သူတွေတေကြီးပျက်စီးကုန်ကြတဲ့ဒုက္ခတွေကိုကူညီဖို့ကနောက်လောလောဆယ်သူတို့စစ်အုပ်စုကိုယ်တိုင်မကုကဲရမဲ့တဲ့ပုံစံနဲ့ဖယားကိုအပြေးလွှားလက်ထိုးပြီးတကြံမှာဆင်းလာမဲ့တကြမင်းကိုတော့သူတို့စစ်အုပ်စုအတွက်ငရေတကားပိတ်အောင်ကူညီပေးရင် တနစ်စားမုံလုံးရေပေါ်အရှံပဲကျွေးမယ်ငါပြောသည်ပွဲတွေလဲဇက်တိုက်ထိုးမယ်သူတို့ကငရဲပြီမခေါ်အောင်တားပေးပါဆိုပြီးတွားမပြောယုံတမယ်ဖယားကဲပါတကြကဲပါနဲ့ကြောက်စဲမျိုးရွှေတိန်တော်ဖယားမအဋိဌံပွဲထိုးရေတရားခြေတာတွေတွားလုံနေတဲ့အပြင်တစ်ဖက်မှာလဲတနိုင်ငံလုံးမြို့နယ်တိုင်းမှာရှိတဲ့သူတို့စစ်တပ်လက်အောက်ခံဌာနဆိုင်ရာယုံတွေပါဝင်ရက်ကွက်နဲ့ခြေရွာတွေမှာပါယေရနာတုတ်ကိုကိုရဲတိတိကိုချင်းရွတ်ဖက်ရမယ်ဆိုပြီးတော့ကိုအရေးပေါ်ညွန်ကြားထားတဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါ ဒါကတော့တဘဝဆန်အာကူတိုကောင်ရေရယာဂီရီမင်းအွန်လိုင်းတို့စစ်အုပ်စုတတိုက်ဟာသူတို့ကိုယ်တိုင်တိုင်းပြည်ရဲ့အာဏာကိုမတရားလုယူပြီးကြတဲ့ကပြည်သူတွေကိုတတ်ချင်တိုင်းတတ်ဖျားဆင်းသူဒေါ်ရီပါဘူဒိုဇာတွေနဲ့ခေါင်းတွေဖျက်လို့ဖျက်နောက်ဆုံးဖုန်ကြီးတွေကိုပါတနက်နဲ့ပြစ်တတ်လို့တတ်နေသူတို့စစ်အုပ်စုရဲ့အာကူတိုအပင်ကြီးဟာအပွင့်တွေလှိုင်းလှိုင်းပွင့်ပြီးအသီးတွေပါလှိုင်းလှိုင်းသီးလာနေတဲ့အချိန်ဟာ တဘာဝတရားကြီးကပါကိုထင်ပြလာတဲ့ငလင်တန်ကိုပါသူတို့စစ်အုပ်စုကိုတိုင်းမြေဝါထင်ထင်ခန့်စားလိုက်ရတဲ့အတွက်အရက်ကသာငါးပေမပြေတာရုံမာမှုကဥပိန်တဒါထက်တောင်ကြော်တလို့ဖြစ်နေတယ်အာကုတုကောင်မဲ့အောင်လိုက်ဟာငလင်လှုပ်တော့ကသူကိုတိုင်းခုံအောင်ဝင်ပုံရင်းနဲ့ပြည်သူကိုဘလို့ကဲစဲရမယ်မတွေးပဲဒါပြီးရင်တော့ရေရအကြီးကြီးခြေရမယ်ဆိုပြီးတွေးထားသလားအောက်မရတယ်ဧဘရာလေးရနီကပဲဗျာရေရဂီရီမဲ့အောင်လိုက်ရဲ့ညွန်ကြက်ချက်အရာဆိုပြီး သူတို့စစ်တလောက်ခဲမန္တလေးတိုင်းဝင်းကြီးချုပ်မျိုးအောင်သာသနာရေးဒုဝင်ကြီးနဲ့စစ်ဘိုလ်ချုပ်တစုကကြောက်စဲမျိုးမှရှိတဲ့မဟာရွှေသိမ်းတော်ဖယားမှာငါပြောသည့်တရားရှိပြီးကိုအတိတ်တန်ပွဲထိုးပြီးတော့ကက်ဘေးတွေကြော်လွားနိုင်အောင်ဆိုပြီးရေတရားတွေတွားချေထားပြန်တဲ့အကြောင်းကိုကြောက်စဲမျိုးနဲ့တန်ခါနိုင်ကအဖွဲ့ဝင်တန်ခါတော်တချို့နဲ့ကြောက်စဲမျိုးကံပြည်သူတွေကိုယ်တိုင်ကကျွန်တော်တို့ကိုလှမ်းပြောထားတာပေါ့ဗျာကဲတစ်ဖက်မှာလဲဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီဖို့တွေကနောက်အရင်ဆုံး တနိုင်ငံလုံးမြို့နယ်တိုင်းမှာရှိတဲ့သူတို့စစ်တပ်လက်အောက်ခံဌာနဆိုင်ရာယုံတွေပါဝင်ရဲကွက်နဲ့ဂျေးရွာတွေမှာပါရေတနာတုတ်ကိုဧပြီလ၈ရက်နေ့ကနေ၁၆ရက်နေ့အထိ၉ရက်တိတိ၉ချိန်ရွတ်ဖက်ရမယ်ဆိုပြီးတော့ကိုအရေးပေါ်ညွန်ကြားချက်ထုတ်ထားတယ်ဆိုပြီးစစ်ကောင်စီရဲ့မြို့နယ်ထွေအုပ်တည်ရင်းမြစ်ကိုတိုင်ကကျွန်တော်တို့ကိုလှမ်းပြီးပြောပြထားတာပေါ့ဗျာကဲအဲ့ဒါသာကြည်တော့နေမကောင်းတဲ့သူကိုစေယုံပို့ပြီးစေထိုးဖို့ထံဖျားမှာတက်တာအောင်ဆူတောင်းပေးမယ်ဆိုပြီးသွားလုံနေတယ်လို့ အာဂူတို့ကောင်ယေရယာဂီရီမင်းအွန်လိုင်းတို့စစ်အုပ်စုတတိုက်ဟာငလင်နံကြောင့်အတိတ်တို့ကရောက်နေတဲ့ပြည်သူတွေကိုနေထိုင်စရာနားခိုးစရာအတွက်နိုင်ငံတော်အစ်စ်အနေနဲ့ဘလို့နေရာချထားပေးရမလဲဆိုတာတွေကိုအရင်မလုပ်ပဲဖျားမှာသွားပြီးငါပြောသီးတွေအပြုံလိုက်နဲ့ယေရယာသွားချီနေတယ်ဆိုတော့ပရိသတ်ကြီးပဲစဉ်းစားကြည့်ပေါ့ဗျာကျွန်တော်ပြောရင်အလွန်ဖြစ်မယ်ပေပြုတ်ကိုတူနဲ့ထူမပန်းနုတို့ဇီးကွက်ကိုရေထဲချငပြေမတို့ဆိုသလိုကြောင်ထားတော့ကကြောင်မနေပဲဇီးသီးတွေပဲကောက်စားခဲ့သလားအောက်မရတယ် အာဟုတို့ကောင်းမဲအောင်လိုင်းတို့စစ်အုပ်စုတတိုက်ဟာမဲအောင်ရစီလူပြီးတစ်ဖက်မှာဆိုရင်လက်ရှိငလင်နန်းကြောင့်တိုက်ပြိုတိုက်ပြက်တွေဂျာမန်နေစရာမရှိလို့လမ်းဘေးမှာအိတ်နေရတဲ့ပြည်သူတွေဟာမိုးပါရွာချလိုက်သေးတဲ့အတွက်မန္တလေးကျုံဘေးကနေပါညာကြီးမိုးချုံမိုးရီတဲ့ပြေးလွှားနေရတဲ့အခြေအနေတွေနဲ့ပါပြည်သူတွေဟာဒုက္ခတွေပင်လဲဝင်နေတဲ့အချိန်ဒိုင်းမီရဲ့အာနာဘုံရကိုလှုပ်ယူထားတဲ့သူတွေကဟမ်ဟိုနေရာသွားဟန်ရေးပြဓပုံရိုက် ဒီနေရာတော့ဟန်ရေးပြဓပ်ပုံရိုက်နေသူတို့အာနာတီမြဲဖို့အတွက်ပဲငလင်အကြောင်းပြပြီးနိုင်ငံရေးအမျက်ထုတ်ဖို့လောက်တာလုံးပန်းနေကြသလိုတကယ်ကိုတရေရှင်ရေးနေရေးထိုင်ရေးတွေကအစအချိန်နဲ့မျှအရေးကြီးနေတဲ့ပြည်သူတွေကိုတော့ဘာတခုမှတိတိယောက်ယောက်ကူညီကယ်ဆယ်နိုင်တာမရှိပဲရေတရာတော့တွားချေနေလိုက်သည်အတော်တော့ဟုတ်နေပြီကြည်ကျက်လဲလောက်ကြအောင်မောင်ကာလူတို့ဒီနေရာမှာမင်းတို့ကိုကူညီရမယ်လို့ပြောနေတာဟာလေတိုင်းပြည်တပြည်မှာ အခုလိုသဘာဝဘေးတွေကြုံလာရင်လက်ရှိတိုင်းပြည်ရဲ့အာဏာ၃ရက်ကိုကင်ထားတဲ့သူတွေကပဲတိုင်းပြည်ရဲ့ဘန်နာတွေနဲ့ပြည်သူတွေကိုပြန်လဲတိဆောက်ပေးရတာကွာမင်းတို့အိတ်ထက်ကနေတပြားမထုတ်ရတာမဟုတ်ပဲပြည်သူဘန်နာနဲ့ပြည်သူကိုပြန်ပြီးတိဆောက်ပေးရတာဒီနိုင်ငံကမင်းတို့စစ်အုပ်စုပိုင်တာမဟုတ်ဘူးမြန်မာနိုင်ငံကိုမြန်မာပြည်သူတွေပိုင်တာကွာဒီနေရာမှာမင်းတို့စစ်အုပ်စုမဟုတ်ပဲအယက်သားအစိုးရဆိုလဲပြည်သူကိုနိုင်ငံတော်အစ်စ်အနေနဲ့လောက်ကိုလှုပ်ပေးရမယ်တာဝန်ရှိကိုရှိတယ်ကွာ အခုလေရန်ကုန်အပါအဝင်အနေနဲ့ရရက်ကပြည်သူတွေနဲ့နေပယ်ပေါင်းဆောင်ကအမှုပညာရှင်တွေပြည်သူတွေအကုန်လုံးဟာဖြစ်ဖြစ်ချင်းမှာပြည်သူကနေပြည်သူကိုအချင်းချင်းကူညီခဲ့ကြပြီးပြီသူတို့တွေကူညီတယ်ဆိုတာဟာလေတရင်ကလိုအပ်နေတာလက်တွေနဲ့စားစရာတွေအဆင်ပြေသွားယုံတော့ပဲနောက်ပိုင်းငလင်ကြောင့်နေစရာမရှိတော့ပဲဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဘသူ့ဘက်ပဲဖြစ်ဖြစ်မင်းတို့နဲ့တဲသည်ဖြစ်စေမတဲသည်ဖြစ်စေအကုန်လုံးကိုနိုင်ငံတော်အစ်စ်အနေနဲ့ လက်ရှိအာနာသုံးရက်ကင်ထားတဲ့သူတွေကပဲလှုပ်ပေးရတာကွာမင်းတို့ဟာကကွာကိုကိုတိုင်းမလုံနိုင်ရင်လည်းအခုချက်ချင်းခွေးပလင်မောတက်နေတဲ့မင်းတို့ရဲ့လှုပ်ရက်တွေကိုရက်တန်းကရက်ပြီးစင်းဆိုတော့လည်းမစင်းပဲမင်းတို့ရဲ့ကိုကြိုးစီးပွားနဲ့အာနာရမတ်တွေကိုသာငန်းငန်းတက်ပြီးမင်းတို့ရဲ့ထိုင်ကုန်ကြီးကိုရုတ်ပြက်စင်းပြက်တွေကိုကုတ်ကက်ဖတ်တွေနေပြီးတော့မင်းတို့စစ်အုပ်စုတိုက်ကကိုကိုတိုင်းလည်းအဖြစ်ရှိအောင်မလုံနိုင်လုံနိုင်တဲ့သူကိုလည်းနေရမဖဲ့ပေးခြင်းနဲ့ပြည်သူတွေဘလောက်တေးတေးကြည်ကြည် မင်းတို့ကတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုအရေးတကြီးအကူအညီပေးဖို့ထမ်းမင်းတို့အာဏာတိမျက်ရည်အတွက်သာကက်ကြီးသုံးပါးကြော်လွားနိုင်မှုဆိုတဲ့ခေါင်းစဉ်နဲ့ပါမယောင်ရစီလူပြီးဖျားကယ်ပါတကြားကယ်ပါမုံလုံးရေးပေါ်အရှံပဲကျွေးမယ်ငါပြောသည်ပွဲတွေလည်းဇက်တိုက်ထိုးမယ်ငရဲပြီးမခေါ်အောင်တားပေးပါဆိုပြီးတွားမပြောယုံတမယ်ရေရရပါသွားချီနေတဲ့အတွက်ဟွန်းတကြံမှာဆင်းလာမယ်တကြမင်းကိုတိုင်တော့မင်းတို့ရဲ့လုံရကူကြည့်ပြီးအာကုတို့ကောင်မင်းအွန်လိုင်းနဲ့အပေါင်းပါစစ်အုပ်စုတို့ရဲ့ မင်းတို့ရဲ့အာကုသူတွေကြောင့်မင်းတို့ကြွေမဲ့မုတ်လုံးရေပေါ်လဲမစားဘူးငါပြောသည်လဲမစားဘူးမင်းတို့ပြောတဲ့ကက်ကြီး၃ပါးကြော်လွှားနိုင်မှုအတွက်မင်းတို့ကိုယ်တိုင်တိုင်းပြည်ရဲ့အာဏာကိုပြည်သူလက်ထက်ပြန်ပေးလိုက်ရင်စစ်ပွဲတွေလည်းအကုန်ရက်သွားပြီးဘယ်လိုကက်ဘေးမှမရှိတော့ပဲအာလုံးအေဂျင့်တာယာပွားလိုက်မယ်အခုလိုကပ်ဘေးစိုးကြီးတွေရဲ့အဓိကတရားခံကမင်းတို့ကဆိုပြီးတော့ဒါပြန်မပြောသွားတာပဲကန့်ကောင်းလို့တောင်ပြောရမလို့ဖြစ်နေပြီပေါ့ဗျာ ကဲလူတက်ပြီးရေရရချိန်နေတဲ့အာဂူတိုကောင်မင်းအွန်လိုင်းတို့ဂျလုံးမလုံးရင်နာစာစစ်အုပ်စုကတော့ဟမ်လက်ရှိငလင်ဘေးမှာလဲလူကယ်ဖို့ထက်ရေရရအရင်ပြည့်ပြည့်ချိန်နေတဲ့သူတို့ရဲ့လောက်ရတွေဟာရေချင်းတော်တော်ကိုမြင့်တက်လာနေပြီဟမ်လက်ရှိငလင်တန်းကြောင့်အတီတုတ်ကရောက်နေတဲ့ပြည်သူတွေရဲ့နေရေးထိုင်ရေးကူညီကယ်ဆယ်ရေးတွေကိုဘလို့ဆက်ပြီးလှုပ်ဆောင်ရမလဲအခုဆိုနိုင်ငံတကာကူညီကယ်ဆယ်ရေးတွေပြန်သွားပြီဆိုရင် နောက်ဆက်တွဲကိစ္စတွေကိုနိုင်ငံတော်အဆင့်ဘလို့စီမံချက်တွေဆွဲပြီးလှုပ်ဆောင်သွားမယ်ဆိုတာမျိုးတွေကိုအင်းနဲ့အားနဲ့ကြီးညာချက်တွေထုတ်ပြီးလုပ်နိုင်မလားအောင်မိတယ်ဘယ်ဟုတ်မလဲဗျာသူတို့စစ်အုပ်စုကတော့ဘေးဒင်းရဲတရတွေခြေပြီးမလင်းနမယ်ပေးကင်မွန်းတက်တွေကိုကြီးညာချက်ပါထုတ်တဲ့အထိအာဂျူမန်တက်လုံနေကြတာပေါ့ဗျာဒါကတော့ပြည်သူတွေအားလုံးသိတဲ့အတိုင်းတကပါလုံးကပညာရှင်တွေကပါစကိုင်းတိုင်းကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့တဲ့မြမငလင်းဆိုပြီးပြောနေတဲ့အချိန် အာဂူတို့ကောင်ရေရယာဂီရီမင်းအွန်လိုင်းတို့ဂျလုံးပလုံးယင်နာစာစစ်အုပ်စုကတော့ဘလို့ရေရယာတွေခြေလာပြန်လဲမသိဘလို့လူတွေကမြောက်ပေးလိုက်လဲမသိပဲစကိုင်းငလင်းကိုမန္တလေးငလင်းကြီးဆိုပြီးအမိတတ်မှတ်လိုက်တယ်ဆိုပြီးတော့ကိုဂျလုံးပလုံးစစ်အုပ်စုတွေကကလိန်ကကြစ်ဇော်မင်းထွန်းကိုတိုင်းအခုတစ်ပတ်ထဲမှာပဲထုတ်ပြန်ပြောဆိုတွားပြန်တာပေါ့ဗျာအတော်တော့ခက်နေပြီသူတို့စစ်အုပ်စုမှာငလင်းတန်းကြောင့်ပြည်သူတွေကိုနိုင်ငံတော်အစ်စ်အနေနဲ့ဘလို့ကူညီကယ်ဆယ်မှုတွေလုပ်ရမလဲ လမ်းဘေးတွေမှာယာယီနေထိုင်နေရတဲ့ပြည်သူတွေအတွက်နေရေးထိုင်ရေးစားရေးတောက်ရေးစီမံကိန်းတွေကိုဒိုင်းပြည်ဗန်နာနဲ့ဘလို့တွေကူညီလှုပ်ဆောင်ပေးရမလဲဆိုတာတွေကိုကြေညာချက်တွေထုတ်ပြီးအင်းတိုင်းအားတိုင်းလှုပ်နေမယ်မရှိပဲဘယ်နဲ့ပြဘာမဟုတ်တဲ့ငလီနမဲပေးကင်မွန်တက်တာကိုကြေညာချက်ထုတ်တဲ့အထိသူတို့မှာလူတွေကိုကူညီကယ်ဆယ်ဖို့တဲ့အဲ့ဒီကိစ္စကတော်တော်အရေးကြီးနေပုံရပြီ ်ပြည်တွင်းကပြည်သူတွေရောတကဘာလုံးကသူတွေကပါသခိုင်းငလင်းဆိုပြီးတော့ကိုတတ်မှတ်ပြောဆိုနေတဲ့အချိန်သူတို့စစ်အုပ်စုရဲတရယူတွေပဲဘသူကမြောက်ပေးလိုက်မှမသိမန္တလေးငလင်းကြီးဆိုပြီးခေါ်ခိုင်းလို့ခိုင်းနေအဲ့ဒီလိုမယောင်ရစီလူပြီးဘေရင်ယူလို့လို့ရေရရယူလို့လို့လုံနေတဲ့အာဟုသူကောင်မဲအောင်လိုက်တို့ဂျလုံးမလုံးစစ်အုပ်စုကိုတရုတ်နိုင်ငံရဲ့လူမှုကွန်ရက်တွင်မှာပါ မြန်မာစစ်သားတွေကလူတွေကိုမကယ်ပဲအုတ်ခဲတွေကိုသာလူအများကြီးနဲ့တဲပြနေတယ်ဆိုပြီးတော့ပါဗီဒီယိုနဲ့တကွပြပြီးတော့ကိုအကြီးကျယ်ဝေဖန်နေကြတာပေါ့ဗျာသူတို့ဝေဖန်မယ်ဆိုလဲဝေဖန်စရာပဲလေလက်ရှိငလင်ဘေးမှာသူတို့တရုတ်နိုင်ငံကကုညီကယ်ဆယ်ရေးအဖွဲ့တွေဟာမန္တလေးမြို့က Sky Villa ကွန်ဒိုအပါအဝင်တိုက်ပြိုတိုက်ပြက်တွေကြားမှာမိုးရွာခဲ့တာတော့မိုးရေထဲမှာဆက်ပြီးခက်ခက်ခဲခဲနဲ့လူတွေကိုရှာပွေမှုတွေဆက်လုပ်နေတာကို သူတို့တရုတ်အဖွဲ့တွေမှာပါလာတဲ့ရုပ်သံမှတ်တမ်းယူတဲ့သူတွေကအတိုင်းသားတင်ပြနေတာတွေ့ရနေတဲ့အတွက်တကယ်အင်ရှင်နိုင်ငံမြန်မာစစ်တပ်တွေမလုံနေတယ်လဲကြည့်လိုက်တော့တော်တော်ကိုရှက်ဖို့ကောင်းနေပြီပြီးခဲ့တဲ့အပတ်ကကျွန်တော်ပြောခဲ့တယ်လို့ပဲလူတွေမကယ်ပဲအုတ်ခဲတွေကိုစစ်သားတွေအများကြီးကတဲ့ပြနေတာတွေနဲ့ဘာမှအရေးမကြီးတဲ့နေရာမှာပစ္စည်းတွေကိုလူအများကြီးနဲ့ဟိုရွှေဒီရွှေလှုပ်ပြနေကြတာကိုတရုတ်လူမှုကွန်ရက်တွေမှာဗီဒီယိုကြီးနဲ့တကွာအကြီးအကျယ်ဝေဖန်နေကြတာပေါ့ဗျာ ီလိုရုပ်သက် 5G နဲ့တကွတရုတ်လူမျိုးတွေကိုယ်တိုင်ဝေဖန်နေကြတဲ့ဗီဒီယိုဟာလူမှုကွန်ရက်တွေမှာအကြီးကျယ်ပြန့်နေလေအဘအဘဆိုပြီးရိုးရင်းမြှော်နေတဲ့စစ်တပ် lobby တွင်းနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးပလုံအတူအဆရင်နာဇာတွေကတော့သူတို့ကိုယ်တိုင်လဲရှက်ရကောင်းမှမသိပဲတခေါ်မှမဟရဲကြသလိုသူတို့မတွေ့ဘူးဆိုတဲ့ပုံစံနဲ့မသိချင်အောင်စောင့်နေကြပြီရဲတွေဟာယူယူနေတယ်သူတို့အဘတွေရဲ့ စကိုင်းငလင်ကိုမန္တလေးငလင်ကြီးဆိုပြီးပေါက်ပန်း40ငလင်နာမည်ပေးကင်မွန်တက်တာကိုပဲအရေးကြီးခွင့်ချက်တွေလုတ်ပြီးတော့အာချောင်းနေကြတယ်လို့အဲ့ဒီအဘတွေကိုထောက်ခံပါတယ်လို့អော်နေတဲ့နေပြည်တော်ကဝန်ထမ်းတွေကိုတိုင်းတော့လက်ရှိငလင်နဲ့ကြောင့်အင်အားတွေပြိုကျသွားတဲ့အတွက်နေစရာမရှိပဲလမ်းဘေးတွေမှာသာနေနေရပြီသူတို့အဘတွေကဘာမှကူညီမှုမပေးပဲဒီအတိုင်းပြစ်ထားတယ်ဆိုပြီးသူတို့ကိုယ်တိုင်ပြောထားတဲ့အတွက် သူကိုယုံမိတာကန်တီလို့အမားကြီးမှားတော့မလို့ဆိုတဲ့တခြင်းတော်မဆူပြယုံတမဲဖြစ်နေလေအခုချိန်ထိကြော်ချတာတော့ဓမြမမသိခွေသေးပန်းကိုဖျက်ပန်းအမှတ်နဲ့အပအပလုံကြတယ်လို့နောက်ဆုံး သူတို့ကိုယ်တိုင်ဒီဝဒတ်လို့အာကုသူကောင်းမဲအောင်လိုက်တဲ့သူမြေမျိုးတွားရင်တော့အဘရဲ့ငလင်နာမည်ပေးကင်မုတ်တက်ကအယံလှတာပဲအဘရဲ့ငရဲပြီက welcome to အဝီစီစိုက်ပုတ်ရှိရောက်ရင်လေအဘနဲ့အတူအမှတ်တရအနေနဲ့နာမည်ပေးကင်မုတ်တက်လေးတစ်ခုခုလောက်ကြရအောင်ဆိုပြီးတော့များပွားပြောနေအောင်မလားမသိပါဘူးဗျာ ကဲစကိုင်းငလင်းမန္တလေးငလင်းဆိုပြီးအာဂုတို့ကောင်းမင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတတိုက်ဘေဒင်လိုလိုရဲ့နေရလိုလိုနဲ့ကင်မွန်းတက်ပွဲလှုပ်ပြီးတော့တစ်ဖက်မှာလည်းသူတို့စစ်တပ်လက်အောက်ခံတွေကိုရဲနာတုတ်တွေကိုရဲတီတီကိုချင်းရွတ်ဖက်ခိုင်းတာပြင်းငှက်ပြောသည်တွေကိုအဒိတ်ထံပွဲထိုးပြီးတော့ရဲတရားတွေခြေခိုက်နေတဲ့အချိန်မှာပဲအင်းတော်မြို့နယ်ဖလန်းမြို့နှစ်မြို့စလုံးဟာဒီတစ်ပတ်ထဲမှာပဲဒပြိုင်နဲ့ထဲပါတော့မူသွားပြီပေါ့ဗျာ ကဲမကယောခြေချင်းအောင်ကွာရဲ့ရထက်ခြေအောင်လေးရဲ့ရဆိုပြီးတော်လည်းရေးတက်တွေဘက်ကတော့ပြန်ပြောရမလို့ဖြစ်နေပြီအဲ့ဒီအာဟုသူကောင်းမဲအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတတိုက်ဟာတကယ်ကိုအသိဉာဏ်မဲ့တဲ့ရင်နာစာတွေလို့ကျွန်တော်ပြောရင်အလွန်ဖြစ်မယ်သူတို့လောက်ရဲ့ရခြေတာလဲသူတို့ပဲအရင်2029ဆစ်စင်ရေလုံးကလည်းရှမ်းမြောက်မှာမြို့တွေအသိန်းခံရလို့ဆိုပြီးတုံဆင့်ဘိုးဘိုးကြီးကို သူတို့စစ်တပ်ကလူတွေပဲပွဲတွေသွားထိုးပြီးတော့ရဲတရခြေကတုန်းကလည်းနိုင်သလားဆိုတော့ရှမ်းမြောက်ကနေပါသူတို့စစ်တပ်ဘက်ကပဲခွေးပြေးဝက်ပြေးတောင်ပြေးခဲ့ရပြီမြို့တွေလည်းကုန်တလောက်နှီးပါးကိုပါတော့မူသွားတာပေါ့ဗျာအဲ့ဒီလိုပဲတဘာဝဘေးဆိုရင်လည်းအရင်ဦးဆုံးဘလို့ဂျိုတင်ကာဝယ်မှုတွေလောက်ရမလဲဆိုတာအရင်မတွေးပဲရခိုင်ပြည်နယ်ကမုခမုံတိုင်းမဝင်ခင်ကလည်းမုံတိုင်းလာတော့ပါမယ်လို့တည်င်းဌာနမောင်းဆောင်ကနေပေါ်ပြနေတာတော့ တို့စစ်အုပ်စုတိုက်ဟာမုံတိုင်းဝင်မဲ့နေရာတွေကပြည်သူတွေကိုဂျိုတင်ပြောင်းရွှေ့ခိုင်းတာတွေနေရာထိုင်ခင်းတွေကိုဂျိုတင်ပြင်ဆင်ပေးတာတွေဘာမှမလုပ်ပဲမုံတိုင်းတားမယ်ဆိုပြီးဗျာပင်လဲကန်ဆာတစ်ခုမှဖောင့်တော့သွားမျောပြီးတော့ရဲတွေကသွားချိန်နေကြသလိုတကယ်တကယ်မုခမုံတိုင်းလဲဝင်လာရောအဲ့ဒီတို့ရဲ့ရဲတွေကဖောင့်တော့ပါဇောက်ထိုးမိုးမျောတွေဖြစ်ပြီး ရေထဲမှာဘောလုံးမျောခဲ့တာကလည်းဓာတ်ပုံတွင်နဲ့တကွမြင်တွေ့ခဲ့ရပြီးပြီပေါ့ဗျာစကိုင်းငလင်ကြီးလှုပ်ခတ်သွားတဲ့တန်းကြောင့်စကိုင်းတိုင်းအပါဝင်မန္တလေးနေပြည်တော်မြို့တွေမှာပါအကြီးအကျယ်ပျက်စီးမှုတွေဖြစ်ပြီးလူပေါင်းထောင်နဲ့ချီတေဆုံးကုန်ကြသလိုတိုက်တာအိုးအိမ်ပျက်စီးမှုတွေဟာလည်းအခုချိန်ထိကိုစောင်းနေတဲ့တိုက်တွေပြိုကျနေတဲ့တိုက်တွေအိမ်တွေဟာဒီအတိုင်းပဲရှိနေပြီတိုင်းပြည်အာဏာပုံရက်ကိုလွတ်ယူထားတဲ့အာဂုတို့ကောင် ရေရယာဂီရီမင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုကတော့အရင်ဆုံး အဲ့ဒီငလင်တဲ့ပြည်သူတွေနဲ့ပျက်စီးမှုတွေကိုနိုင်ငံတော်အဆင့်ကူညီမှုတွေရှင်းလင်းမှုတွေဘာတစ်ခုမှအရင်မလုပ်ဖဲသူတို့ရဲ့ထုံးစံတိုင်းသူတို့ရဲ့အာဏာတီးမြဲဖို့အတွက်သာအရင်တွေးပြီးဖယားမအသေးအတန်းငှက်ပြောသည့်ဘွဲတွေနဲ့ရေတရာတွေခြေလို့ခြေအန်နီယကင်းရေနာတုတ်တွေရွတ်ခိုင်းလို့ခိုင်းနေသခိုင်းငလင်မန္တလေးငလင်ဆိုပြီးဘေးရင်လို့လို့ရေတရာလို့လို့နမယ်ပေးကင်မွန်တက်တွေပါလှုပ်လို့လှုပ် တစ်ဖက်မှာလည်းတော်လန်ကြီးတပ်တွေဘက်ကလုံရင်နဲ့မြို့တွေကိုတတ်သိမ်းမှကြောက်လန့်ပြီးတော့သူတို့ကလက်ဦးမှုအရင်ယူမယ်ဆိုတဲ့အချိုးနဲ့ငလင်တဲ့ပြည်သူတွေအတွက်အပြစ်ရပ်ပေးထားပါတယ်ဆိုတဲ့တော်လန်ကြီးတပ်တွေရဲ့နေရာတွေကိုတော့လေရင်နဲ့သွားပြီးကြိုကာတဲ့အနေနဲ့ဘုံတွေကျဲကျဲနိုင်သွားကျဲနေတော့နောက်ဆုံးသီးမခံနိုင်တော့တဲ့ KIAPD ရဲ့ပူပေါင်းတပ်တွေဟာဧပြီလ9ရက်နေ့လေရောက်ရောစကိုင်းတိုင်းကအင်းတော်မြို့မှာနောက်ဆုံးကျန်နေတဲ့သူတို့စစ်တပ်ဘက်ကတပ်မခွန်ခွန်ရှေ့တန်းဌာနချုပ်ကြီးကိုအပိတ်သိမ်းပိုက်လိုက်ပြီးအင်းတော်မြို့ကိုပါတခါလဲသိမ်းပိုက်လိုက်တဲ့အပြင်တစ်ဖက်မှာလည်းချင်းပြည်နယ်ကဖလန်းမြို့ကိုပါချင်းညီနောင်ပူပေါင်းတပ်တွေကဧပြီလ9ရက်နေ့မှာပဲအပိတ်သိမ်းပိုက်လိုက်ပါရောဗျာကဲဘယ်နဲ့ရှိစားရေတွေအခြေလဲမနိုင် လေရင်နဲ့ဘုံကျဲလဲမနိုင်တော်လန်ကြီးတက်တွေကငလင်တဲ့ပြည်သူတွေကိုငဲ့ပြီးထိုးစစ်မလုပ်ဖဲရက်ပေးထားတာတော့ဘဲတိုက်ပွဲမှာနိုင်နေဆိုတာမရှိပဲရှုံးပွဲနဲ့သာရင်ဆိုင်နေရတဲ့တိုက်တိုင်ရှုံစေကောင်းစီတက်တွေဟာခက်တီးတီးနဲ့ဘုံတွေတွားတွားကျဲနေတော့တော်လန်ကြီးတက်တွေကတီးမခံနိုင်တော့ပဲမြို့တွေကိုပါတကားနဲ့အပိတ်သိမ်းချလိုက်ပြီးအင်းတော်မြို့သိမ်းတိုက်ပွဲမှာဆိုရင် အရှုံးသမားအာကူတော်ကောင်းမင်းအွန်လိုင်းရဲ့စစ်သားတွေဟာထုံးစံအတိုင်းပေါ်ဗျာရိုးရာမပြတ်ပြေးတဲ့သူကပြေးလက်နဲ့ချတဲ့သူကချအဖမ်းခံရတဲ့သူကအဖမ်းခံရနေအဲ့ဒီမှာစစ်ကောင်စီတပ်ကဂျန်လာပါပြီမာလာပါပြီဆိုတဲ့တက်မခွန်ခွန်တက်မမှုဘုံမှုကျုပ်အောင်သက်ဥအပါဝင်စစ်သားအယောက်150ကျော်ကိုပါတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတဲ့အပြင်ဟမ် အဲ့ဒီတမခွန်ခွန်ရှည်တဲ့ဌာနချုပ်အထိုင်ချထားတဲ့ဂျပန်လှိုင်ကူစခန်းကနေလက်နက်ခဲယမ်းတွေဆိုတာလေအမြောက်လက်နက်ကြီးတွေအပါဝင်နောက်တက်လက်နက်ခဲယမ်းတွေကိုလည်းအပုံလိုက်ကိုတော်လိုင်းကြီးတက်တွေကတိမ့်စီရရှိထားသေးတာပေါ့ဗျာကဲဒါတွေမကသေးပါဘူးတစ်ဖက်ကဖလန်းမျိုးသိမ်းတိုက်ပွဲကနေလေရိုးရမပြဲစစ်ကောင်စီဘက်ကလက်နက်ခဲယမ်းတွေကိုအမြောက်လက်နက်ကြီးတွေအပါဝင်တောင်းပုံရပုံကိုတော်လိုင်းကြီးတက်တွေကတိမ့်စီရရှိထားတာကိုလေဓာတ်ပုံတွေနဲ့တကွာချင်းညီနောင်တက်တွေကနေတရဝင်းထုတ်ပြန်ထားသေးတာပေါ့ဗျာ ကဲဆိုတော့ဒါတွေကိုကြည့်ခြင်းအပြင်လက်ရှိအချိန်နဲ့ဆစ်ရှုံးသမားအာကူတိုကောင်မဲအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတိုက်တိုက်ဟာတိုက်ပွဲတိုင်းမှာလည်းတခါမှနိုင်နေဆိုတာမရှိပဲအရှုံးနဲ့သာရင်ဆိုင်နေရပြီမျိုးတွေဆိုတာလည်းအခုဆိုတပတ်ထဲမှာတဲ့အင်းတော်နဲ့ဖလန်းမျိုးနှစ်မျိုးတပြိုင်နက်တည်းပါတော်မူသွားသလိုတဖက်ကသူတို့စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်နေရာကိုကြည့်ပြန်တော့လေလက်ရှိအခြေအနေရတယ်ငလင်တန်ကြောင့်သူတို့စစ်အုပ်စုတိုက်အဓိကထိန်းချုပ်ထားတဲ့နေပြည်တော်ပါဝင်မန္တလေးနဲ့စကိုင်းလိုမြို့ကြီးတွေမှာလည်း သူတို့စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်ညားတွေဟာရိုင်နေတဲ့အခြေအနေကိုဖြစ်သွားတဲ့အပြင်သူတို့ကိုယ်တိုင်တော့နေပြည်တော်ကဝင်ကြီးဌာနတွေပြိုကျသွားလို့လမ်းဘေးမှာတလဘတ်အစိမ်းကားနဲ့အစည်းအဝေးလုပ်ရတဲ့အထီးကိုဖြစ်နေုံနဲ့မကတပတ်ကသူတို့စစ်အုပ်စုရဲ့အုပ်ချုပ်ရေးရန်ညားကိုလေပတ်ပေးနေတယ်နေပြည်တော်ဝန်ထမ်းအင်အားတွေမှာပါငလင်တန်ကြောင့်အကြီးအကျယ်ပြိုကျမှုတွေဝန်ထမ်းတွေပါအမြောက်အများတေကုန်ကြတာတွေမတည်တဲ့သူတွေကလည်းရုံးပြန်တက်ဖို့အတွက်သူတို့ကိုယ်တိုင်တော့ယာယီတဲတွေနဲ့ပဲနေနေရတာတွေ တချို့ဝန်ထမ်းတွေကလည်းနေပြည်တော်ကနေတခြားမျိုးတွေကိုထွက်သွားလို့မသွားကြပါနဲ့ဆိုပြီးထုတ်ပြန်ကြေညာတာစီနေရတာတွေရောနေပြုတ်စပြင်းအောင်တွေကိုဖြစ်နေတဲ့အပြင်တစ်ဖက်ကလက်ရှိပြိုကျနေတဲ့အဲ့ဒီနေပြည်တော်ဝန်ကြီးဌာနရုံးတွေကိုလည်းပြန်ပြင်ဆောက်ဖို့ဆိုတာနေချင်းညာချင်းဆောက်လို့ရတာမဟုတ်တဲ့အတွက်တို့စစ်ကောင်စီရုံးဆိုင်ရနေပြည်တော်မှာကရိုင်နေတဲ့အခြေအနေဖြစ်နေပြီ တခြားမန္တလေးမြို့စကိုင်းမြို့လိုမြို့ပေါ်တွေကပြိုကျနေတဲ့တိုက်တာတွေနေအိမ်တွေကိုရှင်းလင်းရမှာတွေပျက်စီးသွားတဲ့အဝေးပြေးလမ်းတွေဈေးတွေကြောင်းတွေနဲ့လျှက်စင်းပြီးရရှိမှုကိစ္စတွေကအဆအထွေထွေကိစ္စရက်တွေကြမှာသူတို့စစ်တဲ့အုတ်ချုပ်ကြီးရန်ရားတွေဟာအခုချိန်မှာရိုင်နဲ့နေပြီးဖြစ်တဲ့အတွက်ဖဲစကားနဲ့ပြောရင်ဘူဖဲကြီးကင်ထားတဲ့အာကုသူကောင်းမဲအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုဟာသူတို့ကိုသူတို့နိုင်ဖဲကင်ထားတယ်လို့လို့ဘာလို့လို့နဲ့ဆောင်းပန်းဆောင်းတွေသာလုံနေပြီမဲစိတ်ထဲမှာတော့ သူလေသွေးပြက်နဲ့အကျဉ်းချင်းသွေးတက်ဆောင်ပုတ်ကိုအထက်အောက်ကိုးကောက်ဖင်တပြန်းခေါင်းတပြန်းတရရှစ်ကျင်းထက်မနေဒရက်ဆက်ရွတ်မနေုံတမဲကြောက်ရွံ့ထိတ်လန့်နေရတဲ့အခြေအနေတွေကြားမှာပဲအာဂုတို့ကောင်မင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတတိုက်ကတော့ဖျားကယ်ပါတကြားကယ်ပါရေတရနမင်းကြီးစောင့်ရှောက်ပေးပါအင်းတော်မျိုးကြီးပါတော်မူသလိုဖလန်းမျိုးကြီးပါတော်မူသလိုနောက်ထပ်မျိုးတွေဆက်ပြီးပါတော်မမူအောင်တနစ်စာမုတ်လုံးရေပေါ်တွေအရှံပဲကျွေးပါမယ် ငါပြောဒီပွဲတွေလဲဇက်တိုက်ထိုးပါမယ်အန်နီယကင်းဂါတာတွေလဲအလွတ်ကျက်ထားပါမယ်ရေရရနမင်းကြီးသာစောက်ရှောက်ပေးပါအဲဆိုပြီးငိုတန်ကြီးနဲ့ထွက်မပြောရုံတမဲဖြစ်နေတဲ့အခြေအနေတွေကိုလဲကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တရဲ့ this week အစီအစဉ်ကနေကျောင်းမနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ